က်တော့အငယ်ဆုံးနဲ့ပြီးခဲ့တယ်ဒီမှာနောက်ပြန်လုံတော်မူတဲ့အခါကျတော့လည်းပဲအဲဒီတိပိဋကဆရာတော်ကြီးထဲမှာဆိုရင်တက်တော့အငယ်ဆုံးလို့ပြောကြတာပေါ့လေအဲ့ဒီအချိန်တုန်းကပေါ့နော်သူပြန်လုံတော်မူတဲ့အချိန်မှာလည်းဒါတက်တော့အငယ်ဆုံးလို့ဖြစ်သွားတာပေါ့60နှစ်ပါလေပြန်လုံမူတာဟုတ်အဲ့ဒါပေမဲ့ဒီမှာအခုနောက်ပိုင်းကျတော့ဒီသခိုင်းဆရာတော်ကတော့သူ့ရဲ့ပို့ပြီးတော့ငယ်လာတာပေါ့ဘာလဲဒီဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပြန်လုံမူရဲဆိုတာလေ60 60တက်60တက်မှာဆရာတော်ကြီးပြန်လုံတော်မူရဲ စကိုင်းကြတော့ပူပြီးတော့ကြတော့54ဆိုတော့ပိုးငယ်တာပေါ့အဲ့နှစ်ခုကြောင်းဒါနသမိုင်းမှာပြောကြတာပေါ့ဗျာဒါဟိုတိပိဒကဆိုတာဒါနတတ်တဲ့ပညာကြီးအဲ့လိုပြောတာကြားခဲ့မိတယ်လို့ဩဘုံဘုံဒီထဲမှာရေးထားကြအဲ့လိုမဟုတ်ဘဲနဲ့တော်တော်ကိုသူတို့တူချင်းစီရဲ့ပုံကိုရေးဆိုင်ရပါလားထဲ့သွားတော့တော်လေးပြည့်စုံတယ်ဟာတူရတယ်ကြားပါအဲ့ဒါတကယ်ရောခက်ခဲလားစာကြည့်ပြီးတော့ဒီလောက်တယ်ဆိုတဲ့အဆင့်ဒီလားဘုံဘုံကြောင့်ပေါ်ပေါ်ပါပဲလीဟုတ်လား အတပိတော့မြင်ရတာလေတင်ပါတင်ပါတင်ပါအဲဒီလောက်တဲ့အရှင်ကတော့မဟုတ်ပါဘူးတင်ပါတင်ပါတင်ပါပုံမှန်ဝီရိယနဲ့ပြောတာလေပုံမှန်တဲ့တော့လည်းပူတာပေါ့လေပုံမှန်ဝီရိယလို့တော့ပြောလို့မရဘူးနည်းနည်းတော့ပူရတာပေါ့နော်တင်ပါတင်ပါပုံမှန်သမားကဒီနေ့ကို7နာရီလောက်စာကျက်တယ်ဆိုရင် TV ကသမားကျတော့10နာရီလောက်ကျရတာမျိုးတော့ရှိတာပေါ့တင်ပါတင်ပါတင်ပါအဲဒီလောက်ဆိုတော့ခုနပေးလူမျိုးပါဆိုတာမျိုးတော့မဟုတ်ပါဘူး ီပြန်လွန်တော်မူသွားတာကလည်းပဲအဲ့ဒါနဲ့တော့တိတ်မတဲ့ဘူးအကြောင်းတရားတော့မဆိုင်ဘူးဒီမှာအချားအကြောင်းကြီးယောဂါကြီးအလို့ရှိတာအဲဘုံဘုံပြောမြဆင်းရဲရဆိုရင်အခုဆိုဒီမှာ16ပါးကိုအလုံးပေါင်းဘုံကြီးထားတဲ့ဆင်းရဲ162ဘယ်လောက်လဲရှိဖြစ်ပါ168ပါပေါ့ဘုံက168ပါတွေက pro ပရိုစီဂျာတိုင်းသွားမှသာအဲ့ဒီကပဲထပ်ပြီးတော့တီဗီကထွက်နိုင်တာ ပေါ့နော်ဒါပေါ့ဒါပေါ့နော်ဒီမှာနောက်တော့ဒီထဲကပဲထွက်ရမှာထွက်ရမှာပေါ့နော်အဲ့ဒါကြောင့်ပြောတာဒီမှာဒီမှာဒီမှာ68ပါတော့မှာဒီမှာဒီမှာဒီမှာဖြစ်လာကြပါပဲလေဒီမှာဘယ်ဖြာတော်ဒီအောင်မြင်လာမလဲတော့မသိဘူးပေါ့အနည်းဆုံးကတော့ခုနတီဗီကတရာ ဘွဲရပြီးတဲ့ဆရာတော်များပေါ့၅ပါးဆိုတာလေ။ဩဓမ္မဗျာ။နောက်ပါမလွန်တော်မူတာလွန်တော်မူတာဆိုတော့ဥပ္ပဒိညာတစ်ပါးဆိုတော့၄ပါးကျန်သေးတယ်။ဩ။အဲ့ဒီအဲ့ဒီ၄ပါးကတော့အနည်းဆုံးပေါ့နော်။အနည်းဆုံး။ဒီကကောဝိတာနဲ့အနည်းဆုံးပေါ့။ဘာကြောင့်မဲ့ဘုရားအရေးဒီမှာဘာတွေခက်နေလို့အဲ့လောက်တော့ကြာသွားတာလဲ။ဘာတွေခက်နေလို့ဆိုတာတော့ဟိုတွင်ပေါ့သံမီးဝဲရဲ့တတ်မှတ်ချက်အရာကိုကဒီလိုဖြစ်တတ်တဲ့သဘောရှိတာပေါ့ခုနကလို့လေအမှတ်တရားဘို့ မေးတဲ့မေးခွန်းမှာ85ဘတ်ရမှာအောင်တယ်ဆိုတော့အခါမှာလေဒီမှာဒီအဘိဓမ္မာဖြေရတဲ့အခါကျတော့ဟိုကနည်းနည်းရောဒီကနည်းနည်းရောပေါ့အဘိဓမ္မာဘောများကလည်းန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 ည်းဟုတ်တယ်ဒီနည်းနည်းတော့ဒီမှာနည်းနည်းတဲ့အခါမှာနည်းနည်းလေးနဲ့လွဲသွားတတ်တာလေဩလွဲသွားတဲ့အခါကျတော့အဲ့ဒါလေးလေးပေါ့သူကနည်းနည်းလွဲဟိုပုတ်ကနည်းနည်းလွဲဒီပုတ်ကနည်းနည်းလွဲဆိုအားလုံး၁၀ပုတ်လုံးပေါင်းလိုက်တဲ့အခါကျတော့ဒီမှာဒီမှာအမှတ်ကမမီတော့အမှတ်ကမမီတော့ဒီမှာအဲ့ဒါလေးဟို90ရောင်းမအောင်တော့ဟုတ်တော့ဟုတ်တယ် ောက်ပြီးတော့ဆိုးတာကတော့သူက၄ရက်ဖြေရတယ်လေတင်မရမိုက်အရမိုက်က၂ရက်ပထမက၂ရက်လေးရက်ဖြေရတာအဲ့ဒီ၄ရက်လုံးအောင်မှသူကအောင်တာဟုတ်ဗျာဩအခုဒီဆရာတော်တွေထဲမှာကျန်းနေခဲ့တဲ့ဆရာတော်တွေထဲမှာ၄ရက်ဖြေတယ်၃ရက်အောင်ပြီးတော့၁ရက်ကြာတယ်ဆိုတဲ့ဆရာတော်တွေဟောဟုတ်လားဟုတ်လားဒါအင်မတန်တော့နှမျောစရာကောင်းတယ်တင်မအင်မတန်နစ်နာတယ်လို့တော့ပြောရမှာပေါ့နော်တင်မသို့တော်လဲကာမီးဝဲကအဲ့ဒီကိုတတ်မှတ်ထားတယ်ဗျာကျွန်တော်ဒါဘာမှမတတ်နိုင်ဘူးတင်မ ွက်၄ရက်ဆို၄ရက်လုံးအောင်ပါကျွတ်ကျွတ်လွတ်လွတ်ကိုအဲကျွတ်ကျွတ်လွတ်လွတ်ခုနမကျွတ်မလွတ်ကြလားခုနမရဘူးတင်မတင်မတင်လည်းမရဘူးဟိုကတပီတော့ဆိုရင်တပီတော့အာကုန်အောင်တာခုနရွှေရတုနှစ်ပါနော်တင်မဗျာအချိန်50တောင်တင်မရွှေရတုနှစ်မှာအောင်တယ်တင်မနောက်နှစ်ကျတော့တပီတော့ရေးပြည့်ဖြည့်တယ်တင်မနောက်နှစ်ရေးပြည့်ဖြည့်တော့တပီတော့ရဲ့ခုနမြင်းမှုဆရာတော့ဥဝန်သားပါလာရဲ့ ခွေးဆရာတော်ကြီးဥက္ကဋ္ဌညာရေ၃ပါ။ဩအဲ့ဒါအနေသေးတယ်။တင်ပါဖြေရတာလေ။တင်ပါဒီဒီနောက်ဆုံးအဆင့်အတွက်တင်ပါနောက်ဆုံးအဆင့်တိပိဋကကော်ပီတာအတွက်၃ပါဖြေရတာ။တင်ပါတင်ပါတင်ပါအဲ့တော့၃ပါဖြေရတဲ့အခါမှာ၄ရက်ဖြေရတယ်။အဲ၃ပါလုံးကြာတယ်ပေါ့အဲ့ဒီနေ့မှာ။တင်ပါလုံးကြာတော့တင်ပါအဲ့ဒီနောက်ပိုင်းမှာဒီလိုလိုပြန်သိရတာပေါ့ဗျာ။တင်ပါအဲ့တော့၄ရက်ဖြေတယ်။ဒီပိဋကနဲ့ဥဝန္တာပါလာနဲ့က၈၃ရက်အောင်တယ်။ဩ၈၃ရက်အောင်တယ်။ ဒီမှာနောက်ဆုံးနေ့ရပါကြာတာဩနောက်ဆုံးနေ့ရောဆရာတော်ကြီးရဲ့မိခွန်ပေါ့အဲရောဆရာတော်ကြီးမိခွန်ဒီဘက်တော့မဖြေနိုင်တော့ကြာတာပေါ့ဗျာဒီမှာဒီမှာကြာကြာရောသုံးပါလုံးကြာရောသုံးပါလုံးကြာတော့ဒါတို့နောက်ဆုံးအစီအွေလောက်တယ်လေအဲဗေပုတ်ကိုအောင်ဒီဘေပုတ်ကိုတော့မအောင်နေနဲ့ဆိုတဲ့အစီအွေပေါ့ဒီမှာဒီမှာအစီအွေမှာကြာတော့ဒီဆရာတော်ကြီးတို့အကုန်လုံးပါတာပေါ့ရောဆရာတော်ကြီးတို့လည်းပါတယ်တင်ပါအဲ့ဒီအစီအွေမှာကြတော့ဒါရတဲ့အမှတ်တွေပါတယ်အကုန်လုံးတင်ပြလိုက်တင်ပြလိုက်တဲ့အခါကျတော့ဟိုတပီတော့က လေးရက်ဖြစ်တဲ့အထက်မှာရှေ့၃ရက်လည်းအောင်တယ်ပြီးတော့လေးရက်လုံးဝဆိုအမှတ်ပေါင်းကြည့်လိုက်တာဟုတ်လေးရက်လုံးဝအမှတ်ပေါင်းလိုက်တော့300နဲ့တမှတ်ရရဲ့လို့အဲ့လိုသိရတာပေါ့နော်တင်ပါဗျာလေးရက်မှာ300တမှတ်လေးရက်မှာ300တမှတ်ဆိုတော့ဒီပြီးတော့တရက်တရက်ကို85မှတ်နေဆိုလို့ရှိရင်လေးရက်ဆိုရင်အမှတ်300တင်ပါတင်ပါဒါဖြည့်ပြချင်းပေါ့နော်တင်ပါတင်ပါဖြည့်ပြချင်းဆိုရင်လေးရက်အမှတ်300တပြီးတော့300တမှတ်ရတယ်300တမှတ်ရတာနဲ့ ဟိုဆရာတော်ကြီးတွေကနေပြီးတော့အဆူတင်ရတာပေါ့နော်ဟုတ်ဟုတ်အဲ့တော့အခုကကြတာလေသုံးပါးလုံးကြရှိကြတယ်သုံးပါးသုံးပါးလုံးကြနေတဲ့အထက်မှာဥတိလက်ခံကတော့သုံးရက်အောင်ပြီးတော့နောက်ဆုံးနေ့ကြမှာကြရတယ်လေးရက်လုံးမမောကတော့မီးနေတယ်သုံးရက်တမှတ်ရတယ်မမောကမီးနေတယ်ဆံမြချင်းချလိုက်တဲ့အခါမှာတရက်ကို85မှတ်တော့ပြည့်နေတယ်ပေါ့နော်တမှန်တမှန်ပြည့်နေတယ်အဲ့တော့ဥဝဥဝတာပါလာတော့အဲ့အမှတ်300တော့မပြည့်ဘူးပေါ့လေတင်ပါတယ်အဲ့တော့အမှတ်300ပြည့်တဲ့တပားကို တင်ပေးလိုက်ရအောင်ဒီဒီလိုအဆိုပြုစဉ်းစားကြသေးတယ်တင်ပါအဲဒီကလည်းဖိတ်စိတ်ရနေအောင်တင်ပါဟုတ်တယ်ဟုတ်တယ်တင်ပါအဲ့ဒီခါကျတော့ဒီရောချရတော်ကြီးပေါ့အဲရောချရတော်ကြီးကကျတော့ဟိုသူမေးတဲ့မေးခွန်းမှာသူပြောတယ်ကကြတာဟုတ်ကြတဲ့ခါကျတော့ဆရာတော်ကမပေးချင်ဘူးလေပြီးပါပဲမပေးချင်မပေးချင်ဘူးနောက်ပြီးတော့ပို့ဆိုးတာကတော့ဟို85မှတ်ရမှာအောင်ပဲအဲဥစ္စာဟိုဒီဗီဒီယိုတို့က သူ့နေမှာ63မှတ်မရဘူး။အော်တပီတော့တပီတော့ပေါ့နော်။တင်းမှန်တင်းမှန်။ပြန်တဲ့ပုံကများတော့ပြန်တဲ့မှတ်ရတယ်မသိဘူး။တပီတော့63မှတ်ဆိုတော့85မှတ်နေရနေနေဝေးတယ်။ဝေးနေတာပေါ့။ဝေးတော့ဆရာတော်က72မှတ်ကြီးတော့လူ။72မှတ်ကြီးတော့လူတော့ဆရာတော်မစင်းသားခြင်းဖြစ်တာပေါ့။အော်။အဲ့တော့ပြန်တဲ့ဆရာတော်တွေကတော့ဆိုပြရတယ်။အဲ့တော့အမှတ်ပေါင်းလိုက်တဲ့အခါ300တမှတ်ဖြစ်နေတဲ့အတွက်ဒီတစ်ပါးကိုပေးလိုက်ရအောင်ပါ။ဆိုတဲ့အခါမှာရောဆရာတော်ကလည်း 63မှတ်ပဲရပါတယ်။သူမေးတဲ့မေးခွန်းမှာ63မှတ်ပဲရပါတယ်။63မှတ်ဟာအောက်မှတ်လားဖေရားဆိုတော့အဲ့လိုမေးရတယ်။63မှတ်ကအောက်မှတ်လားဖေရားဆိုတော့ तू မပြီးခြင်းလို့ပြောတာပေါ့။ဒါပေါ့တင်ပါ။မပြီးခြင်းလို့ပြောကျန်တဲ့ဆရာတော်တွေကလည်းအတင်းကတ်ပြီးတော့မပြောတော့ဘူးပေါ့။တင်ပါတင်ပါ။မပြောတော့ဘူးပေါ့။ဒါတကယ်အဲ့လိုဆိုရင်ဆရာတော်သဘောပါပဲ။အဲ့ဒါနဲ့အဲ့ဒီနှစ်ကြတော့ပြောတော့မအောင်လိုက်တာပေါ့။မမရရနဲ့ကြာကြာ။ကြာကြာ။ ။ဒါကြားခဲ့ရတာဟာဒီမှာကောင်းဖို့အတွက်ဖြစ်လာတယ်လို့တော့ပြောလို့ရတယ်။ဘာလဲဆိုတော့ဒီလိုနောက်နှစ်ဖြေတယ်ပေါ့နော်။ဒီမှာနောက်နှစ်ဖြေတော့ဒီ၃ပါးပဲ။အော်ဒီ၃ပါးပဲဖြေတဲ့အထက်မှာဒီပြီးတော့လည်းအဲဆရာတော်ဥဝန်သားနဲ့၂ပါးအောင်တာပေါ့နော်။အော်အဲ52ကြိမ်မြောက်ကြတော့လေ။ဒီမှာ52ကြိမ်ဝင်၂ပါး၂ပါးအောင်တယ်။ဒီမှာမင်းညဘူးမေးတော့အဲ့ဒီနေ့ကျတော့ဖက်ပြန်ရင်ဆရာတော်။ငငန်းကြီးပါလေ။ တော့တိပိတိတိပိကပဲလားသူကလည်းဒီမေခွန်းထုတ်ပါတယ်ခင်ဗျာပါတယ်တိပိတိကပဲလားတိပိတိကတော့မဟုတ်ဘူးတိပိတိကတော့မဟုတ်ဘူးသူကအဘိဓမ္မာပိုင်တယ်ပေါ့ဖက်ပင်ဟိုင်းတာလေဒီမှာဖက်ပင်ကြည့်ရတယ်ညံ့ဘက်ကလေဒီမှာဟုတ်တယ်သူအဘိဓမ္မာပိုင်ဒီနေ့ရှာရမှာသူပါတာဟုတ်အဲတဲ့ပါအဲ့ဖက်ပြန်ရှာတော့မေးပါလေအဲ့တော့နောက်နှစ်မှပြန်ဖြေရတော့အဲတပည့်တော်ကအဲ့ဒီ၄ရက်ဖြေတာမှ၄ရက်လုံးဂုံတူးရတာပေါ့နော်။အော်၄ရက်လုံးဂုံတူးရတယ်။သို့တော့အောင်စင်းနဲ့မှကျတော့မပါတော့ဘူး။ ုံဒုနဲ့အောင်လဲဆိုတာမပါဘူးမပါဘူးဒီမျိုးကဘယ်ရောက်သိရလဲဆိုတော့အဲ့ဒီတိပိတိကဥက္ကဋ္ဌလောက်တယ်အဲ့ဒီကဥက္ကဋ္ဌဖြစ်တဲ့ဝေပြန်ဆရာတော်ကြီးကအမိတ်ရှိလို့သိရတာတင်ပါတယ်ဂုံဒုရတယ်ဂုံဒုရပြီမဲ့လို့ပြောတော့ဟိုနတ်သားအပြီးမှနောက်ပိုင်းပေါ့မှန်ပါဗျာဒီမှာနောက်ပိုင်းမိလာတာဟိုမှာရှေ့ပိုင်းကိုဆိုကြည်သေးတာပေါ့နော်ဩတင်ပါအပြီးမှရှေ့ပိုင်းရေးဖြည်နှစ်ပုံခွဲပေါ့တင်ပါဗျာနှစ်ပုံခွဲရေးဖြည်တုန်းကဂုံဒူးရခဲ့သလားမရခဲ့ဘူးလားဆိုတော့ပြန်ကြည့်သေးတာလေမှန်ပါပြန်ကြည့်သေးလို့ရှေ့ပိုင်းမှာဂုံဒူးမရခဲ့ဘူး ဩဘယ်ရိုးရိုးပဲအောင်တယ်တမတမခြေပိုင်းမှာရိုးရိုးပဲအောင်ခဲ့တယ်သူကအခုနောက်ပိုင်းမှာဂုံတူးရပြီမယ်လို့သူကအောင်ခြင်းနဲ့မထည့်တော့ထည့်နိုင်တော့ထည့်တော့တမတမအဲအဲ့လိုပြတတမဒါပေမဲ့ဘာပဲဖြစ်ဖြစ်တော့တပြီးတော့ချရာတော်ကြီးမိန်တော့တပြီးတော့သိလိုက်ရတာပေါ့နော်တမဒီအပြီးတမနောက်ပိုင်းကိုဂုံတူးနဲ့အောင်တယ်ဆိုတာသိလိုက်ရတော့ဒါလည်းပဲဘာသာတရားတူတူတမပေါ့တယ်ကိုယ်ကြာကြာပေါ့မဟုတ်ဘူးတမရပြန်ကုန်းနဲ့တပြီးတော့နည်းလေ